ကဲအားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကဘလို့လဲဆိုတော့ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲလက်မလေးတွေနှိပ်ထားပေးနော်အဲ့တော့ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲဒါလေးတော့မမိပါဘူးဗျာနော်ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲနော်ဒါလေးကိုတစ်ချက်ကြည့်ဒါလေးကိုအမျိုးတွေအားလုံးပဲမှတ်မိမှာပေါ့ဥတုပေးထားခဲ့တဲ့အမျိုးတွေအားလုံးပဲနော်အဲ့တော့ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲမင်္ဂလာပါအဲ့တော့ဦးတို့ရဲ့မွေးကနေမဲ့ကျန်နေပေါ့ဗျာနော်မျိုးတွေအားလုံးပဲလက်မလေးနှိပ်ပေးထား ဒါကျွန်တော်ရဲ့မျိုးတွေအလုံးပဲမှတ်မိမှာပါဗျာနော်မနက်ကတိထိတ်လွယ်တယ်ဟုတ်တယ်တိထိတ်လွယ်တယ်ဗျာနော်အဲ့တော့ကျွန်တော်ရဲ့မျိုးတွေအလုံးပဲ9ရက်နေမှ9ရက်နေအထိမပြောက်ပတ်သီးရ2 3 4ပတ်သီးကျွန်တော်တို့၄တလုံးမှထွက်သေးတယ်မပြောက်ပတ်သီးရ2 3 4 4တလုံးမှထွက်သေးတယ်3 3 9 89ဆိုတဲ့အခွေက6ဘူးထွက်သွားပြီအပူပါ6ဘူးထွက်တယ်အပူအာမခံနဲ့ကျွန်တော်တို့6ဘူးထွက်တယ်ပေါ့ဗျာနော် ကျွန်တော်တို့ဒီမှာကျွန်တော်တို့3ရက်မကျော်4ပတ်ဒီ49เนาะကျွန်တော်တို့ဒီမှာကျွေးကြေး9ပတ်ဒီ59ကျွန်တော်ရင်မျိုးတွေမှတ်မိမှာပေါ့ဗျာเนาะဒါတွေကိုကျွန်တော်ရင်မျိုးတွေမှတ်မိမှာပေါ့ကျွန်တော်တပတ်စာเนาะအဲ့တော့တပတ်စာမှာကျွန်တော်ရင်မျိုးတွေအားလုံးပဲဥတို့ပေးထားတာမျိုးတွေမှတ်မိမှာပေါ့နော်သူအနဲ့သူအကုန်တာဝန်ကြီးတယ်1 3လေးဆိုရင်လည်းကျွန်တော်တို့၄တလုံးထွက်တယ်1 3ပဲကျန်တယ် အခွေဆိုရင်လည်းတာဝန်ကြီးတယ်အပူးဆိုရင်လည်းတာဝန်ကြီးတယ်တင်ကွက်တာမထီတယ်ကျွန်တော်တော့၃ရက်မကျော်၄ပတ်သီးဆိုရင်လည်း၄၉ထွက်တယ်ကျွေးကြီး၅ပတ်သီးဆိုရင်လည်း၅၉ထွက်တယ်ဒါဆိုရင်အကုန်လုံးကထွက်သွားပြီပေါ့ဗျာเนาะအကုန်လုံးထွက်သွားပြီဆိုတော့ကျွန်တော်တို့တာဝန်ကြီးတာကတော့ကျွန်တော်တို့အမွေးကနန်းပေါ့เนาะမွေးကနန်းက၃ရက်မကျော်ကကျွန်တော်ရင်မျိုးရအားလုံးပဲဒီနေ့နောက်ဆုံးတနေ့ကုန်เนาะအဲ့တော့ကျွန်တော်ရင်မျိုးရအားလုံးပဲမင်္ဂလာပါဒီနေ့တနေ့ကုန်မှာမွေးကနန်းရှိပါတယ် နော်ဝါသနာရှင်ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲဥတို့6ပိုင်းနဲ့ကျွန်တော်မွေးကနန်းထုတ်ပေးထားတဲ့60ခွန်းလို့တနင်္လာနေ့မှာနော်အင်္ဂါနေ့မှာလာကြတဲ့တအူးမှာ60ခွန်းလို့လာကြတဲ့မွေးကနန်းပါမလာခဲ့ဘူးဒါကြောင့်နေကုံမှာမွေးကနန်း6ပတ်6နဲ့မွေးကနန်းဒီကျွန်တော်ရဲ့မျိုးတွေအားလုံးပဲတနေကုံဆွဲပါနော်6နဲ့မွေးကနန်းတနေကုံညတနေတည်းပဲထိုးနော်3ရက်မကျော်ဆိုတာဒီနေ့3ရက်တမ1ရက်2ရက်3ရက် အဲ့တော့ဒီနေ့တနေ့ပဲကြံတော့တယ်ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲလက်မလေးတွေနှိပ်ပေးထားအဲ့တော့ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲကျွန်တော်တို့6နဲ့မွေးကနန်းကြံပါတယ်6နဲ့မွေးကနန်းဒီကျွန်တော်တို့60ခွန်းလို့ထွက်သွားပြီးတော့မွေးကနန်းမပါလာခဲ့ဘူးဒါကြောင့်ဒီနေ့တနေ့ကုန်မှာ6နဲ့မွေးကနန်းကိုကျွန်တော်တို့ကျွေးချေပြန်ယူပါမယ်နော်ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲဒါလေးကိုပြောတာဥသောအနေနဲ့ကျွန်တော်ရဲ့မျိုးတွေဥလို့တစ်ချက်ပြောချင်တာကတနေ့ကုန်မှာအလဲ69လို့နက်ခတ်ကြလို့ အလဲမ69လို့နက်ခက်ကြရင်းနဲ့သူ့ရဲ့အောက်မှာကျွန်တော်တို့လိုက်ရမယ်ဒီနေ့တနေကုန်လိုက်ရမယ်ပတ်တီးရကျွန်တော်တို့နေကုန်မို့ဗျာเนาะဒီနေ့မှကျွန်တော်ရေးပေးမယ်ကျွန်တော်တို့ဘာနေကုန်လဲဆိုတော့တေးအဟမ်တေးမနဲ့ညတေးမနဲ့ညပါတယ်ကျွန်တော်ရင်မျိုးရအောင်မှာတစ်ချက်ကြည့်ဒီနေ့ကြာတာပရိနေမနဲ့ညပါတယ်ကျွန်တော်တို့ အလဲနက်ခတ်ကြခြင်းကြောင့်ကျွန်တော်တို့တစ်ပရိတ်လဲဆင်းတဲ့အလဲနက်ခတ်ကြခြင်းကြောင့်ကျွန်တော်တို့ပေါ်ဖြူလာနော်ပေါ်ဖြူလာနေတယ်ကျွန်တော်ရဲ့မျိုးရအလုံးပဲတနေကုန်ပါနှစ်သုံးပတ်ဒီပါတော့ကျွန်တော်ရဲ့မျိုးတွေဥတို့ပြောပါရင်နော်နှစ်သုံးပတ်ဒီပါလို့ကျွန်တော်ပြောပြသွားပြီနော်အဲ့တော့ကျွန်တော်ရဲ့မျိုးတွေအလုံးပဲနော်မွေးပြောပြပါဦးနဲ့မွေးကနန်းကျွန်တော်ရဲ့မျိုးတွေအလုံးပဲမွေးကနန်းနေကုန်ပါလေ နေကုန်မှာကျွန်တော်ပေးတာခတိုင်းကျွန်တော်က၄ွက်ပဲပေးတာဒီတစ်ပတ် ကျွန်တော်ကတကွက်ကိုကျွန်တော်ကရန်ထည့်ပေးထားတဲ့မွေးကနေ၅ကွက်ဖြစ်သွားတယ်ဗျာနော်အဲ့တော့ကျွန်တော်ရဲ့မျိုးတွေဝါသနာရှင်ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲမွေးမမွေးရသေးတဲ့ဝါသနာရှင်တွေရောကျန်တဲ့ဝါသနာရှင်တွေရောကျွန်တော်မိန်းကွက်ကိုကျွန်တော်ရေးပေးမယ်အဲ့ဒီတကွက်ထဲကကျွန်တော်ရဲ့မျိုးတွေအားလုံးပဲမိန်းနော်ဒီမှာကျွန်တော်ရေးပေးမယ်အားလုံးပဲကြည့်သွား63ကမိန်းမယ်ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲ60နဲ့ 65နဲ့5ကျွန်တော်တို့ဒူမိန်လို့ကျွန်တော်တို့ရိုက်မယ်ဒူမိန်ဒါကျွန်တော်ပြထားတာကျွန်တော်မျိုးမျိုးတွေကိုအကုန်ထိုးကြမလို့ကျွန်တော်ကခိုင်း၄ခွက်ပဲပြရဒီတစ်ပတ်၅ခွက်ဖြစ်သွားတယ်ဗျတစ်ခွက်ပို့သွားတယ်အဲ့တော့63ကတစ်ခွက်ကောင်း66ကဒူမိန်အဲ့တော့ကျွန်တော်တို့6နဲ့ပတ်သက်တဲ့68 60နဲ့1ကဈေးဘိုးပေါ့ဗျာเนาะဒါကဈေးဘိုးပါပါဈေးဘိုးလေးပေါ့เนาะဒါကဈေးဘိုးလေးเนาะ ဒီနှစ်ကွက်ကဈေးပိုးလေးကျွန်တော်ကဒီသုံးကွက်ကိုပဲမိန်ပေးတာနော်အဲ့တော့ကျွန်တော်ရဲ့ဝါသနာရှင်နေကျွန်တော်မွေးကနန်းဒီတနေ့ဒီမှာ69နဲ့ကျွန်တော်တို့မွေးကနန်းထီးဖို့က69မှာမထီးသေးတော့ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲအဲ့တော့သူ့အနေနဲ့သူတာဝန်ကြီးတယ်နော်ဒီမှာဥရောပမယ်ကျွန်တော်တို့၄ဆိုရင်လဲကျွန်တော်တို့၄နဲ့ပတ်သက်တဲ့49ပတ်သွားတယ်ငါကျွေးကြည့်ဟုတ်ငါပတ်သည်ဆိုရင်လဲ59ပတ်သွားတယ် ကျွန်တော်တို့ဒီမှာ6ဆိုရင်60ခွန်ကျသွားပြီးတော့မွေးကနန်းကိုမလာဘူးအဲ့တော့ဦးစားပေးရမယ်3ကွက်က636065တကွက်ကောင်းက63 63605အဲ့ဒီ3ကွက်ကမိန်ဈေးဘိုးက6861ကဈေးဘိုးเนาะဒါလေးကိုပြောတာအောင်ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲအမ်ဒီမနေ့ကျွန်တော်ရဲ့မျိုးတွေဝါသနာရှင်နေအားလုံးပဲမင်္ဂလာပါအဲ့တော့နှစ်3ကတနေကုန်ပတ်သီးရှိပါတယ်အဲ့တော့နှစ်3ပတ်သီးကို ကြိုက်တဲ့ဝါသနာရှင်တွေကတနေ့ကုန်မှာနှစ်သုံးပတ်ဒီပါအလဲနက်ခတ်ကြဗရိတ်တညနေပဲဗရိတ်တကြလို့ကျွန်တော်တို့တနေ့ကုန်မှာနှစ်သုံးပတ်ဒီရှိပါတယ်အခွေလေးတွေမေ့သွားအောင်ပဲကျွန်တော်ရဲ့မျိုးတွေအားလုံးပဲဥတို့ပေးထားတဲ့အခွေလေးလည်းမေ့သွားအောင်ပဲနှစ်သုံးပတ်ဒီဆိုလို့နှစ်သုံးညာရှစ်နှစ်သုံးညာနှစ်သုံးသုံးညာရှစ်ဆိုတဲ့အခွေနဲ့ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲအခွေလေးတွေမေ့မယ်နော်ဒီမှာနှစ်တွေသုံးနေပါသေးတဲ့အတွက်ထွက်လာရင်အဲ့ဒီခွေနဲ့ထွက်လို့ရတယ် နော်ဒါကိုပြောတာမထွက်ခင်ရပြရမှာဆိုတော့ဘာလို့မထွက်ခင်ရပြရမှာဒီမှာကျွန်တော်အမျိုးတွေအားလုံးမှာဒါကျွန်တော်ပေးထားတယ်လေဗျာ live ပေါ်မှာကျွန်တော်မပေးဘူးလားကျွန်တော်ရဲ့မျိုးတွေအားလုံးမှာဒါဒီ live ပေါ်မှာကျွန်တော်မပေးလို့လားမျိုးတွေမထွက်ခင်ပြပါဆိုတော့ကျွန်တော်ရဲ့မျိုးတွေအားလုံးမှာကျွန်တော်ရဲ့ live show မထွက်မဖြတ်သေးဘူးဝင်ကြည့်လို့ရတယ် comment မှာမှန်ပေးအဲ့တော့ကျွန်တော်ရဲ့မျိုးတွေအားလုံးမှာ comment မှာမှန်ပေးဒါကိုကျွန်တော်တင်ထားတယ်ဆိုတာကို ဒါကျွန်တော်ထွက်မှတင်တာမဟုတ်ဘူးเนาะမထွက်ခင်ကကျွန်တော်တင်ပေးထားတာအမျိုးတွေအားလုံးပဲကဲတည့်ရဆိုတဲ့မျိုးတွေအားလုံးပဲမြင်နေဆိုတဲ့မျိုးတွေ comment မှာမှန်ပြီမထွက်ခင်ကပြမှာတဲ့ဦးတန်းနိုင်ဆိုတဲ့အကောက်ပိုင်ရှင်ကเนาะကဲအားလုံးပဲဦးတန်းเนาะဦးတန်းနိုင်ဆိုတဲ့အကောက်ပိုင်ရှင်ကကျွန်တော်ရဲ့မျိုးတွေအားလုံးပဲဒါဘူးမမြင်ဘူးလားမသိဘူးဗျာเนาะ comment မှာမှန်ပြီပါအောင်ကြံတဲ့မျိုးတွေဒါဦးတို့မထွက်ခင်ကတင်တာလားထွက်ပြီးမှတင်တာလား comment မှာမှန်ပြီပါအောင်တက်ရောက်လို့နှစ်ရောက်လို့ နော်ကောမန့်မှာမန်းပေးပါအောင်ဗျာနော်ဒါတွေကကျွန်တော်တပတ်စာလေးကျွန်တော် live show တော့မဖြတ်သေးဘူးမျိုးတွေဝင်ကြည့်လို့ရတယ်ဒါကြောင့်ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲကောမန့်ကလေးတွေနှိပ်လက်မလေးတွေနှိပ်ပေးထားလို့ကျွန်တော်ပြောတာနော်ကဲမန်းပါအောင်ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲဒါကျွန်တော်ထွက်ပြီးမှတင်လာလားမထွက်ခင်ကတင်လာလားကောမန့်ကလေးတွေမန်းပေးပါအောင်ကဲအားလုံးပဲကဲအားလုံးပဲတယောက်နှစ်ယောက်တော့ကောမန့်မေးမန်းမယ်ဒါကျွန်တော်မထွက်ခင်ကတင်လာလားထွက်ပြီးမှတင်လာလားဒီ hari ရအကုန်လုံးကနော် 9ရက်နေ့မှ9ရက်နေ့အထိကျွန်တော်ဒါစာမရေးဘူးကျွန်တော်ဒီပို့နဲ့ပဲတင်ပေးတာလေးဗျာဒီပို့နဲ့ပဲတင်ပေးတာနော်နော်ဒီပို့နဲ့ပဲတင်ပေးတာပါနော်မမြင်လို့ဖြစ်မှာပါအဲအလားကြောင့်ကျွန်တော်ပြောတာကျွန်တော်ရဲ့မျိုးတွေကိုလက်မနှိပ်ပေးတာအတို့ရဲ့ channel ပေလေးကို follower လက်မနှိပ်ပေးတာကျွန်တော်တင်တဲ့အချိန်မှာမျိုးတွေမမြင်ရဘူးထွက်တော့မှအမျိုးတွေနော်ထွက်တော့မှမျိုးတွေမတီးဘူးလို့ပြောတာเนาะဒါကြောင့်ကျွန်တော်ရဲ့မျိုးတွေအလုံးမဲ့ဒါလေးကကျွန်တော်မထွက်ခင်ရတင်ထားတာပါเนาะ အဲ့တော့ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲကဲအားလုံးပဲကြားရပြန်နော်အဲ့တော့ကျွန်တော်ရဲ့ဝန္ဒနာရှင်နေကြိုင်းရင်တော့၃နော်အဲ့တော့ကျွန်တော်အခွေရအခွေရကျွန်တော်ရဲ့မျိုးတွေအားလုံးပဲအခွေတင်ထားခဲ့ပါတယ်တဲ့သူအိပ်ပျော်နေလို့ဟုတ်ကဲ့ပါကျွန်တော်တင်ပေးထားပါတယ်နော်ကျွန်တော်တင်ပေးထားပါတယ်ဒါပေမဲ့မရတာရတာတော့ကျွန်တော်လည်းမသိပါဘူးနော်အဲ့တော့နော် အဲ့တော့ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲကျွန်တော်အမြဲတမ်းတင်ပေးထားပါတယ်ကျွန်တော်ရဲ့မျိုးတွေကိုဥတို့တင်ပေးထားတယ်အခုတော့ free တွေဒါတွေက free တွေကထွက်တယ်ကျွန်တော်ရဲ့မွေးကနန်းလေးမထွက်သေးလို့ဒီမွေးကနန်းလေးကဒီနေ့တနေကုန်မှာစော်ပြာနော်အဲ့တော့ကျွန်တော်ကဒီမနေ့ပေါ့တယ်ဥတို့ရေးတဲ့3000ဘူးတဲ့ဟုတ်ကဲ့ပါနော်ပေါ့ပါသေးကျွန်တော်ကတင်ပေးထားဒါပေမဲ့ကျွန်တော် free တင်ပေးထားတာတွေကအကုန်ထွက်တယ်ဒီမှာမျိုးတွေအကုန်ထွက်တယ်မျိုးတွေအမြင်ပဲနော်ပရိတင်တာတွေကအကုန်ထွက်တယ် ဒါပေမဲ့ကျွန်တော်မထွက်တာကျွန်တော်ရဲ့မွေးကနန်းမထွက်သေးလို့နောက်ဖရီးတင်ပေးခဲ့ရအကုန်လုံးထွက်တယ်အဲ့တော့၄ပတ်သီးဆိုရင်၄၅ကျွေးကြည်၅ပတ်သီးဆို59အခွေဆိုလည်းထွက်တယ်အပူအမခံထွက်တယ်1 3 4၄တလုံးထွက်တယ်1 3ကျန်တယ်ကျွန်တော်မှဒီ1 3ကိုဦးစားပေးပြီးတော့ကျွန်တော်ရဲ့မျိုးတနေကုန်မှာ1 3ကိုဦးစားပေးမယ်အဲ့တော့1 3နဲ့ပတ်သက်လို့ကျွန်တော်တို့အခွေလေးတွေကကျွန်တော်ရဲ့မျိုးတွေအားလုံးပဲနော်ဦးတို့ပြောတာရဲ့အခွေလေးတွေရှိပါတယ် အဲ့တော့ကျွန်တော်ဦးစားပေးတဲ့အခွေအား9338နဲ့ကျွန်တော်ရေးပေးတာเนาะမျိုးတွေမှတ်မိမေ့သွားမှဆိုလို့ထပ်ပြောတာ9338နဲ့239238ကျွန်တော်ပို့ကြိုက်တဲ့ကဏ္ဍတော့ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲပို့ပြီးတော့အခွေကိုကြိုက်တာတော့ပို့ကြိုက်တဲ့အခွေကတော့ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲဒီအခွေပါ239238ဆိုတဲ့အခွေကိုပို့ကြိုက်ပါတယ်เนาะ ဒါကျွန်တော်ရဲ့မျိုးတွေအတော့တနေ့ကုန်မှာနှစ်3ရှိရတဲ့အတွက်ဒီအခွေလေးတွေကိုမိမာဆိုလို့ပြောတာကိုအမြာကိုကြိုက်နှစ်သက်တာကိုကိုသုံးပါနော်မထွက်ခင်တင်တာပါဟုတ်ကွာတယ်မထွက်ခင်တင်တာပါကဲဒါဆိုကျွန်တော်လုံးပိုင်းတစ်လုံး84တုံးဟုတ်ကဲ့ပါလုံးပိုင်းတစ်လုံးဒီမနဲ့ပြမယ်ဗျာကြိုက်ရင်ဆွဲလုံးပိုင်းတစ်လုံးပြမယ်နော်လုံးပိုင်းတစ်လုံးနဲ့ကိုပြပေးမယ်ကျွန်တော်အများကြီးတော့မပြတော့လုံးပိုင်းတစ်လုံးနဲ့ပြမယ်အမျိုးတွေကြိုက်ရင်ဆွဲမကြိုက်ရင်တော့လည်းမဆွဲနဲ့ကဲအားလုံးပဲတစ်ချက်ကြည့်မယ် ထိတ်စီးနောက်ပိတ်နဲ့လုံးပိုင်းတစ်လုံးနဲ့ပဲပြမယ်ဗျာကြာလို့ဟရိယခွန်ရယ်ဟရိယ3ရယ်ဟရိယ6ရယ်ဒီကနန်း၃လုံးပေါင်းခြင်းဒီ6ပါထိတ်စီးဟရိယ6ရယ်ဟရိယခွန်ရယ်ဟရိယ3ရယ်ဒီကနန်း၃လုံးပေါင်းခြင်းဒီ6ထိတ်စီးဟာဟရိယ9ရယ်ဟရိယ6ရယ် ဟရိယခွန်ရဲ့ဒီကနန်းသုံးလုံးမောင်းခြင်းဒီ6ထိပ်စီကြိုက်ရင်တော့ဆွဲနော်မကြိုက်ရင်တော့မဆွဲနဲ့ကြေအားလုံးမဲ့တစ်ချက်ကြည့်မယ်မထွက်ခင်တင်တာမဟုတ်ကဲ့ပါမထွက်ခင်တင်တာပါနော်အဲ့တော့တစ်ချက်ကြည့်မယ်ကြိုက်ရင်ဆွဲနော်အဲ့တော့ဒီကျွန်တော်ရဲ့မျိုးတွေအားလုံးမဲ့ဒီကနန်းနှလုံးပေါင်းခြင်းဒီ9ဒီကနန်းသုံးလုံးပေါင်းခြင်းဒီကျွန်တော်တို့၄လို့တစ်ချက်ရိုက်ဒီကနန်းနှလုံးပေါင်းခြင်းဒီ9 ဒီကနန်းသုံးလုံးပေါင်းချင်းသည်ကျွန်တော်တို့လေးလို့တစ်ချက်ရဒီကနန်းနှလုံးပေါင်းချင်းသည်ရှစ်ဒီကနန်းသုံးလုံးပေါင်းချင်းသည်ကျွန်တော်တို့လေးလို့တစ်ချက်ရိုက်မယ်ဆိုရင်ကျွန်တော်ရဲ့မျိုးတွေအလုံးပဲတစ်ချက်ကြည့်နော်တစ်လုံးနဲ့ဟိုပဲပြမယ်မျိုးတွေကိုကြိုက်နေတဲ့တာနဲ့ကိုကတ်ဒါကြောင့်ကျွန်တော်ရဲ့မွေးကနန်းဒီနေ့6ဒီတနေ့ကမှမွေးကနန်းရှိတယ်လို့ပြောတာအဲ့တော့ဒီကနန်းနှလုံးပေါင်း9 9နဲ့ပေါင်း4တန်ထွက် ဒီနှလုံးပေါင်း9ငါးနဲ့ပေါင်း၄ဒံထွက်ဒီကနေ့နှလုံးပေါင်း8ဒီမှာဒီ၄ဒံထွက်ဖို့အတွက်ဆိုနှလုံးပေါင်း8ဒီမှာ၄ဒံထွက်မယ်ဆိုရင်6အပိတ်လိုဝင်ပြီ6ဘူးဆိုတာတော့မဖြစ်နိုင်ဘူးကြိုင်လေဗရိနစ်ကြိုင်လေထိုးเนาะကျွန်တော်ရဲ့မျိုးတွေအားလုံးပဲမင်္ဂလာပါဒါကိုကျွန်တော်ပြောတာနော်အဲ့တော့ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲကြိုက်ရင်တော့လဲထိုးဖို့ဗျာနော်မကြိုက်ရင်တော့လဲမထိုးနဲ့အဲ့တော့ကျွန်တော်တို့ ဒါ6တရားကျွန်တော်တွေ့ထားရနော်မျိုးတရားအလုံးပဲအဲ့တော့ကိုကြိုက်ရင်ကိုသုံးဒီသုံးလုံးပေါင်း6ထိပ်ဒီသုံးလုံးပေါင်း6ထိပ်ဒီသုံးလုံးပေါင်း6ထိပ်ဒီသုံးလုံးပေါင်း4ဒီသုံးလုံးပေါင်း4ဒီသုံးလုံးပေါင်း4မှတ်ဆိုရင်6ပိတ်6ဘူးတဲ့ဒါပေမဲ့ကျွန်တော်ရဲ့မျိုးတွေကြိုက်ရင်တော့လေဆွဲပေါ့တွေးလိုက်ဘူးအဲ့တော့ကျွန်တော်ရဲ့မျိုးတွေအလုံးပဲဒါဆိုရင်ကျွန်တော်တို့ဒီမနေ့စနေနေ့ကမကြည့်ပြီးတော့စနေနေ့ကမကြည့်ပြီးလို့ဖြစ်မယ်စနေနေ့ 6နိုင်ခွဲမှာဥတို့မွေးကနေလိုက်ရှုအမြဲတမ်းရှိရနော်ခလတီလိုက်ရှုလည်းမဖြတ်သေးဘူးမျိုးတွေကြည့်လို့ရတယ်ကဲဒါဆိုရင်ကျွန်တော်ကကျွန်တော်ရဲ့မျိုးတွေအားလုံးပဲဒီမနက်ကစပြီးကျွန်တော်ကြိုင်မယ်ပတ်တီးရနှစ်သုံးပတ်တီးနော်တခါလေးပြောပြီးနှစ်သုံးပတ်တီးမျိုးတွေလည်းကြိုင်ရင်တော့သုံးပေါ့ဗျာနော်နှစ်သုံးပတ်တီးကျွန်တော်တို့နှစ်နဲ့ပတ်သက်ရင်ကနန်းကတော့ကျွန်တော်ရဲ့မျိုးတွေအလုံးပဲ26 25 24အဲ့တော့เนาะ24အဲ့တော့ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲ29 3နဲ့ပတ်သက်ရင်36 35 34တော်ပြီเนาะအဲ့တော့ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲမင်္ဂလာပါဒါပဲဗျကျွန်တော်ရဲ့မျိုးတွေအားလုံးပဲ39 6 8 4 ငါကိုငါတင်းနှစ်ခွန်ဒါဥတို့ရဲ့ဖုံးမဆက်မှာဟိုင်းရင်ဟိုင်းလို့ရတယ်နော်အဲ့တော့အာမဲကျွန်တော်ရဲ့မျိုးတွေအားလုံးပဲအာမဲကနန်းရှစ်ကွက်ပဲရှိမယ်နှစ်သုံးပတ်တည်းနဲ့ပတ်သက်လို့နော်အဲ့တော့ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲမင်္ဂလာပါနော်အဲ့တော့ကြိုက်နှစ်သက်တဲ့မျိုးတွေ၃ပါဒီမှာအခွေလေးတွေရှိပါတယ်နှစ်သုံးနဲ့ပတ်သက်လို့နှစ်သုံးည၈သုံးဆိုတဲ့အခွေရှိတယ်ဗျာနော်အဲ့တော့ဝါသနာရှင်နေကြိုက်တော့လဲဆွဲ ဲ့တော့ကျွန်တော်ကတော့ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲဒါနှစ်3နဲ့ပတ်သက်လို့ဒီကနေ့ရှစ်ကွက်တော့ပေးမယ်တနေ့ကုန်မှာနှစ်3တလုံးထိရမယ်အဲ့တော့ကျွန်တော်ဒီမနက်ကစပြီးကနန်းတလုံးကိုရိုက်မယ်အဲ့တော့ဝါသနာရှိနေကြိုက်ရင်တော့လေ3အဲ့တော့မွေးကနန်းသမားတွေကမွေးကနန်းသမားတွေက6ထိပ်6နောက်ရှိတယ်6ထိပ်6နောက်ရှိပါတယ်မွေးကနန်းသမားတွေကအဲ့တော့မွေးကနန်းမင်းစပယ်ရှယ်ထိပါသည်6နဲ့63အဲ့တော့6နှစ်63လဲဒီမှာရေးပေးထားတယ်60နှစ်63เนาะ အဲ့တော့ဝန္ဒနာရှင်ကျွန်တော်ရဲ့မျိုးတွေအလုံးပဲကိုချိုင်းနေတဲ့တာကိုကိုဆွဲပါ68လေး905ကတင်းနေခွန်မှာတကွက်ကောင်းအောင်တော့လာယူဖို့ဗျာနော်မျိုးတွေအလုံးပဲနော်အဲ့တော့မထွက်ခင်တင်းတာဟုတ်ကဲ့ပါနော်ကျွန်တော်ရဲ့ဝန္ဒနာရှင်ကျွန်တော်ရဲ့မျိုးတွေအလုံးပဲကျွန်တော်မျိုးတွေအလုံးပဲဦးတို့ရဲ့မွေးကနန်းလေးပဲကြံနေဖို့ဗျာနော်အကုန်လုံးကတာဝန်ကြည်တဲ့မွေးကနန်းလေးကြံနေအတွက်68လေး905ကတင်းနေခွန်မှာတကွက်ကောင်းလာဟိုင်းပါမနေ့က84ကကျွန်တော်မနေ့ပိုင်းမှာပြီးတဲ့84 ကျွန်တော်မနေ့ပိုင်းမှာပေးတာ84 85ညနေပိုင်းမှာလာပြီး84လို့လာထွက်တယ်အဲ့တော့မနေ့ကနေ့ညညမှာလာထွက်တယ်နော်မနေ့ကကျွန်တော်ပေးတာ84 85အဲ့တော့မနေ့ကနေ့ညညမှာလာထွက်တယ်အဲ့တော့နှစ်3ပတ်တီးနှစ်နဲ့ပတ်သက်တဲ့၄ခွက်၃နဲ့ပတ်သက်တဲ့၄ခွက်ကဲကိုကြိုင်းတဲ့တရာကိုကိုစော့ဗျာကဲတကွက်ကောင်းတော့6 8 5 9 9 10နဲ့ခွန်မှာဟိုင်းလို့ရပြီကဲဒါဆိုဦးတို့ live မှာစင်းပြီ